2024နှစ်25ဘောလုံးရာသီရဲ့ကျွန်တော်စိတ်ကြိုက်ဖန်တီးထားတဲ့ Premier League အသင်းမင်္ဂလာပါကိုခင်းစ်တာဖူတဘောရှူကနေကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါပြီးဆုံးသွားပြီဖြစ်တဲ့2024-25ပရီးမီးယားလိဘောလုံးရာသီကခြေသွမ်းပြခဲ့တဲ့ကစားသမားတွေကျွန်တော်ကိုယ်တိုင်လေးလာအကဲဖြတ်ခွင့်ရခဲ့တဲ့ကစားသမားတွေကိုတေချာစီစစ်ရွေးချယ်ပြီးတော့အတင်းတင်းရဲ့အင်ကာရက်နဲ့ကိုက်ညီအောင်နီးပြ ပွဲထွက်ကစားသမားအရန်ကစားသမားအစုံလင်ကိုကျွန်တော်တေချာရွေးချယ်ပြီးတော့ဒီဗီဒီယိုလေးကိုလုတ်ပေးတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်းပရီးမီးယားလိဘောလုံးရာသီတရာသီပြီးရင်ကိုယ့်ရဲ့စိတ်ကြိုက် U21 ကစားသမားတွေ Over 30ကစားသမားတွေအများကြီးကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်ဒီတစ်ခေါက်တော့ FIFA Club World Cup လည်းရှိတယ်တချို့တော့အပြောင်းအရွှေ့သတင်းတွေကလည်းဟိုလက်တလောချိန်မှာပြိတ္တစိတ်ဝင်စားတဲ့အခါကျတော့ကျွန်တော် U21 တို့ Over 30တို့ Under Rate Player တို့ခွဲပြီးတော့ အသင်းတွေထုတ်မနေတော့ဘူး2024 25ရဲ့ကျွန်တော်စိတ်ကြိုက်ပရီးမီးယားလိအသင်းနော်ကစားသမားအလုံးပေါင်း22ယောက်နဲ့နီးပြးတယောက်ကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတော့မယ်တခုချိုပြောချင်တာဒီကစားသမားတွေနဲ့နီးပြးတွေကကျွန်တော်ရဲ့စိတ်ကြိုက် ဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လေးလာအကဲဖြတ်ခွင့်ရထားတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်အမြင်ချင်းကွဲပြားမှုလေးတွေတော့ရှိပါလိမ့်မယ်။ Okay အဲ့တော့ကျွန်တော်တည်ထားတဲ့ formation ကတော့ 333လို့ပြောရင်ပို့ပြီးတော့မှန်လိုက်မယ်အဲ့တော့433 viewer ဘိုင်းမှာပြန်ခွဲလိုက်ရင်တော့အများကြီးရှိတယ်အထူးသဖြင့်ကွင်းလယ်နဲ့တိုက်စစ်စုဖွဲ့မှုပေါ့ဗျာအဲ့တော့တိုက်စစ်ဘိုင်းမှာ inside forward နဲ့ deep lying forward ကိုသုံးမှလားတကယ် wing forward တွေပုံစံမျိုးကိုသုံးမှလားအရင်တော့အဲ့လိုမျိုး side midfielder တွေပုံစံမျိုးကိုသုံးမှလားစသဖြင့်မျိုးစုံပေါ့လေကွင်းလယ်မှာလည်းထူနီတူပဲ1-1လား1-1လားဒါမှမဟုတ်ရင်လုံးဝ3ယောက်လုံးရှေ့ကိုတက်မှလား flat down ဆန်ဆန်ပုံစံရှေ့တက်နောက်ဆင်းမှန်မှန်ကန်ကန်ဆော့မှလားစသဖြင့်ကျွန်တော်ရွေးချယ်လိုက်တဲ့နေရာမှာတော့ကွင်းလယ်ကိုကျွန်တော်က1-1ပုံစ ံရွေးချယ်လိုက်ပါတယ်အတကယ် midfield ကစားသမားတစ်ယောက်ကိုဖျောက်ပြီးတော့ DM CM CM ပုံစံမျိုးရွေးပြီးခါလီကြရင် DM 3ယောက်ဖြစ်မယ် CM 3ယောက်ဖြစ်မယ် AM 3ယောက်ဖြစ်မယ် flat down ပုံစံလိုက်ရွေးတဲ့ပုံတရံမျိုးရွေးချယ်ပေးထားပါတယ်ခင်ဗျာ။ Okay ဂိုဒမားတနေရာကိုကျွန်တော်စပြီးတော့ဆွေးနွေးရအောင်။ Nottingham Forest ရဲ့ဂိုဒမား sales ကိုတော့ပွဲထွက်ဂိုဒမားတနေရာမှာကျွန်တော်ရွေးချယ်ပေးထားပါတယ်။အရန်ဂိုဒမားအဖြစ် David Raya ကိုရွေးချယ်ပေးထားပါတယ်။ဒီဂိုဒမားနှစ်ယောက်လုံးကတော့ Golden Goal ဖျားထားတဲ့ ိုးသမား2ယောက်ဖြစ်ပါတယ်2ယောက်လုံးက clean sheet 73ပွဲကိုစီရထားတာပါဒီနေရာမှာကျွန်တော်က sales ကိုဘာကြောင့်ပွဲတော်ခွင့်အနေနဲ့ပေးလိုက်လဲဆိုတော့ sales ရဲ့အသင်းကြောင့်ပါ raya ကစားနေတဲ့အသင်းက premier league ရဲ့ခန်းစစ်အကောင်းဆုံးအသင်း william saliba နဲ့ gabriel magalhaes တို့လိုကြောက်ဆောင်ကြီးတွေရှိနေတဲ့အတွက်ကြောင့် raya သည် sales ထက်ဆိုင်တော့အနည်းငယ်တက်တာ sales ကတော့ murillo နဲ့ milan covid တို့ဘလောက်ပဲကောင်းကောင်း saliba နဲ့ gabriel magalhaes တို့ကပိုကျန်းတယ် အဲ့တော့ကျွန်တော်က sales ကို product ကိုဒီမှာတနေရာမှာရွေးချယ်ပေးလိုက်တာပါဒါအပြင် Chelsea နဲ့တွေ့ခဲ့တဲ့ပထမအကြော်ပွဲစဉ်မှာတော့ပါမားရဲ့ဂိုးကိုပုတ်ထုတ်ကာကွယ်သွားတာကျွန်တော်အယံကြိုက်တယ်ကျွန်တော်အတွက်တကယ် sales of the season ပဲအဲ့ဒီပုတ်ထုတ်ကာကွယ်မှုကအဲ့ဒီအတွက်ကြောင့်ကျွန်တော် sales ကို product ကိုဒီမှာတနေရာမှာရွေးပေးတာဖြစ်ပါတယ်ဟုတ်ပြီတော့ကျွန်တော်နောက်တန်းလေးရ right back မှာပွဲထွက်ကစားသမားအဖြစ်ကျွန်တော် Crystal Palace အသင်းရဲ့ Colombian right back ကစားသမား Munoz ကိုရွေးပေးထားပါတယ် Munoz ဒီနှစ်ဘောလုံးရသည်မှာရေးလေကျမ်းပါတယ် တော့ Munoz ဒီ Palace အသင်းတို့က38ပွဲပွဲထွက်ကစားပြီးတော့၄ဂိုးသွင်း၅ဂိုးဖန်တီးထားတဲ့ကစားသမားပါသူရဲ့နောက်မှာကတော့ကျွန်တော် Bucket ကစားသမားအဖြစ် Newcastle ရဲ့တိုက်စစ်တနေရာမှာခြေသွင်းပြခဲ့တဲ့ Jacob Murphy ကိုရွေးပေးထားပါတယ်ဒါပေမဲ့ Murphy ကိုကျွန်တော်ရဲ့ Side Midfielder ပုံစံသုံးကျင်တဲ့အတွက်ကြောင့် Munoz ရဲ့နောက်မှာ ထည့်သွင်းရွေးချယ်ပေးလိုက်တာပါ Okay CB ကစားသမား၂ယောက်အနေနဲ့ Saliba နဲ့ Vagio ပွဲတော်ခွင့်တနေရာမှာကျွန်တော်ရွေးချယ်ပေးထားပါတယ် Saliba ကတော့ထွေထူးထူးပြောစရာမလိုပါဘူးလက်ရှိ Modern Ballon လောကမှာ Bastoni နဲ့ထပ်တူတန်ကြီးအမြင့်ဆုံးကစားသမား၂ယောက်ဖြစ်ပါတယ်ဒီနေ့ Arsenal အသင်းရဲ့ပေးကိုအ ਨੇ ဆုံးခန်းစစ်တန်းအတွက်လဲရှေ့ဆုံးကနေ ကူညီနော်တိုက်ပွဲဝင်ပေးခဲ့တဲ့အာဆင်နယ်အသင်းတို့ကလုံးဝ crucial player တယောက်လို့လည်းပြောလို့ရပါတယ်ခင်ဗျဒီနှစ်ဘောလုံးရသည်မှာ William Saliba ကတော့အာဆင်နယ်အသင်းတို့က35ပွဲကစားပြီးတော့နှစ်ကိုသွင်းယူပေးခဲ့ပါတယ်ကျွန်တော်ဘေးက Vargi ပေါ့နော် Vargi ကတော့ Liverpool အတွက်38ပွဲကစားပြီးတော့ကျွန်တော်3ကိုသွင်းတကူဖန်တီးပေးခဲ့ပါတယ် Vargi သည် Liverpool ရဲ့နောက်တန်းမှာသူရှိနေတဲ့အတွက်ကြောင့်တချို့တိုက်စစ်ဆင်မှုတွေမှာပါအသင်းတို့အများကြီးထောက်ကူပြုခဲ့တယ်တကယ်ကို leading လုံးနိုင်တဲ့ player တယောက် commanding လုံးနိုင်တဲ့ player တယောက်လို့ထင်ပါတယ် ဲ့တော့ CB ကစားသမား၂ယောက်ရဲ့အရန်နေအဖြစ်ကျွန်တော် Newcastle က ဒန်ဘန်နဲ့ချယ်ဆီကလဗိုင်းကိုဝဲလ်ကိုရွေးချယ်ပေးထားပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တစ်ဖက် left back ပေါ့နော်ဒီနေ့ဘောလုံးရသည်ကျွန်တော်ဆောင်ရဲကြိုက်တဲ့ left back ကသာသမမီလော့စ်ကာကတ်စ်ကိုပွဲထွက်ခွင့်တနေရာမှာပေးထားပါတယ်ကာကတ်စ်ကတော့38ပွဲလုံးဘုံမောက်အသင်းအတွက်ပွဲထွက်ခွင့်ရခဲ့ပါတယ်နှစ်ကိုးသွင်းပြီးတော့ငါးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်ကာကတ်စ်ကိုတော့ကျွန်တော်လက်ရှိလို့တဲ့ left back မှာအကြိုက်ဆုံးပဲအဲ့တော့ကာကတ်စ်အရန်နေရာအတွက်ကျွန်တော်မကူကူဒဲယားကိုထည့်သွင်းရွေးချယ်ထားပါတယ်ကူကူဒဲယားကလည်းချယ်ဆီရဲ့မရှိမဖြစ်ပလေယာတစ်ယောက်ဖြစ်ခဲ့တယ်လို့ယူရိုချန်ပီယံလည်းဖြစ်ခဲ့တဲ့ဒီနေ့ ရာသည့်အတီငိန်လုံးဆွမ်းဆောင်ပြီးပြနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။အဲ့ကျွန်တော်ကွင်းလေ၃ယောက်ကိုကြီးလိုက်အောင် Ryan Gravenbach, Kai Siro နဲ့ Declan Rice တို့ကိုပွဲတော်ခွင့်တနေရာမှာရွေးချယ်ပေးထားပါတယ်။ Ryan Gravenbach ကတော့ဒီ Player of the Season ထဲမှာလည်းသူ့အသက်အရွယ်လေးနဲ့ပါဝင်လာခဲ့တဲ့အတွက်တိတ်ကိုချီးကျူးစရာကောင်းခဲ့တယ်။တဟုန်လို့တက်လာတာပေါ့နော်။ဒီနေ့ရာဒီမှာ38ပွဲတိတိ Liverpool အတွက်ကစားပေးခဲ့ပြီးတော့ကျွန်တော်၄ဂိုးဖန်တီးပေးခဲ့ပါတယ်။ကိုယ်လေဟန်ချက်ကိုတော်တော်ထိန်းတာကောင်းတဲ့ကစားသမားဗျာ။အဲ့အတွက်ကြောင့်ကျွန်တော် Central Defensive Midfield ဖြစ်ရွေးပေးထားတာပါ။အဲ့သူ့ရှေ့မှာကစားမဲ့၂ယောက်ကတော့တယောက်ကဘောဝင်နေလိုက်လို့မဲ့ပုံစံနဲ့ကိုက် ီတို့ကိုရွေးပေးထားတာဖြစ်ပြီးတော့ Rice ကိုတော့ကျွန်တော် Progressive Passes တွေပေးဖို့အတွက်ရွေးချယ်ပေးထားတာဖြစ်ပါတယ်။ကိုက်စီတို့ကလည်း Chelsea တို့က38ပွဲလုံးပွဲထွက်ခွင့်ရခဲ့ပြီးတော့တကူးသွင်းနှစ်ကိုဖန်တီးပေးခဲ့ပါတယ်။ Declan Rice ကတော့ Arsenal အသင်းတို့က35ပွဲပွဲထွက်ခွင့်ရခဲ့ပြီး၄ကိုးသွင်း9ကိုဖန်တီးပေးခဲ့ပါတယ်။ Arsenal ရဲ့ကွင်းလယ်မှာချိန်ခွင့်ရှာပြောင်းသွားတဲ့အထိကိုနော် အိုဒီကအရေးပါအရောက်မှုကိုလုံးဝမှိန်သွားစေတဲ့အထိခြေသွင်းပြခဲ့တဲ့ rice ကိုတော့မရွေးချယ်ပေးဘဲနဲ့မနေနိုင်ပါဘူးအဲ့တော့ကြောင့် rice guys တို့ rice gravin bash ကိုပွဲတော်ခွင့်တနေရာအတွက်ရွှေ့ပေးလိုက်တာပါအဲ့တော့ဒီကစားသမား၃ယောက်ရဲ့အရင်ကစားသမားတွေဖြစ် rice gravin bash ရဲ့ bucket အဖြစ် macallister ကိုရွေးချယ်ပါတယ် ကိုင်စီရိုရဲ့ဘက်ကက်အဖြစ် Northern Forest ရဲ့ကွင်းလယ်ကစားသမား Morgan Gibbs-White ကိုရွေးချယ်ပြီးတော့ Rice ရဲ့ဘက်ကက်အဖြစ် Man United အသင်းမှာခြေစွမ်းပြသခဲ့တဲ့ Bruno Fernandes ကိုရွေးပေးပါတယ်။အဲ့တော့ United ကအသင်းလိုက်ဆွဲဆောင်ရမကောင်းဆိုရင်ပဲ Bruno Fernandes ဒီသူ့အလုပ်သူအကောင်းဆုံးလုပ်နေတဲ့ Captain တယောက်လို့ပြောရမှာပါ။တဦးချင်းတယောက်ချင်းဆွဲဆောင်ရင်ကြောက်စရာကြီးပါ။ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ်တော့အသင်းကတိုင်ပတ်နေပေမဲ့သူ့အလုပ်သူအကောင်းဆုံးလုပ်ခဲ့တဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့် Rice ရဲ့ဘက်ကက်အဖြစ် Bruno Fernandes ကိုရွေးပေးလိုက်ပါတယ်။အဲ့တော့ကျွန်တော်တိုက်စစ်ပိုင်းမှာကျွန်တော် ပေါ့နော်ကျွန်တော် attacking try on ဖြစ်မိုဆာလာအလက်ဇနာအီးဆက်နဲ့ဟူဗန်တန်အသင်းရဲ့တောင်ပံကစားသမားမာဒီယက်စ်ခူးညာကိုရွေးပေးထားပါဗျအဲ့တော့မိုဆာလာဒီနှစ်ဘောလုံးရသည်လုံးဝ amazing season ပေါ့နော်သူဒီ liverpool အတွက်38ပွဲလုံးကစားခဲ့ပြီးတော့29ဂိုးသွင်းနဲ့18ဂိုးဖန်တီးပေးခဲ့တယ်အဲ့တော့ဒီဖန်တီးပေးမှုတွေဂိုးသွင်းမှုတွေက premier league သမိုင်းမှာသူတယောက်တည်းပဲလုပ်နိုင်ခဲ့တာပါဘာကြောင့်လဲဆိုတော့100ဒီတွင်းကစားသမားတယောက်တည်းကဂိုးအများဆုံးသွင်းဖန်တီးမှုအများဆုံးလုပ်တာမိုဆာလာတယောက်ပဲရှိခဲ့ဘူးလို့ပါခင်ဗျမိုဆာလာသမိုင်းသစ် site ထူ ိုင်ခဲ့တယ်လို့ပြောရမှာပါအဲ့တော့ကြောင့်မူဆာလာကိုမရွေးပေးလို့လည်းမရပါဘူးဒီနှစ်ဘောလုံးရာသီရဲ့ player of the season ဆုလည်းရရှိခဲ့တဲ့ကစားသမားဖြစ်ပါတယ်နောက်တစ်ယောက် isac ပေါ့နော် isac ကတော့ထွေတူတူပြောနေစရာမလိုပါဘူး newcastle နဲ့အတူအကောင်းဆုံးအမြင့်ပြန်တန်းခဲ့တဲ့ကစားသမားတစ်ယောက်ပါ34ပွဲကစားပြီးတော့23ဂိုးသွင်းခဲ့ပြီး6ဂိုးဖန်တီးပေးခဲ့သူလည်းဖြစ်ပါတယ်တစ်ဖက်က left wing တနေရာမှာရွေးချယ်စရာများပေမဲ့ကျွန်တော်ကခူးညာကိုကြိုက်တဲ့အတွက်ရွေးပေးလိုက်တာပါခူးညာကတော့ left wing ကစားသမားမဟုတ်ပါဘူးသူက am လဲရတယ် site တွေလည်းထွက်ဆော်နိုင်တယ်သို့တော့ဒီရွေး းချယ်မှုအရာကျွန်တော်ခူးညောင်အဲ့နေရာမှာထည့်ပေးလိုက်တာပါမာသီးယက်စ်ခူးညာသည်ဒီနှစ်အတော်လေးကောင်းတဲ့ခြေစွမ်းပြသနိုင်ခဲ့ပြီးတော့ဝူဗန်ဒန်အသင်းတို့က33ပွဲကစားခဲ့တဲ့15ဂိုးသွင်းပြီးတော့6ဂိုးဖန်တီးပေးခဲ့ပါတယ်အဲ့တော့ဒီတိုက်စစ်မူ3ယောက်ဘက်ကပ်အဖြစ်ကျွန်တော်ရွေးချယ်ခဲ့တဲ့ကစားသမားတွေကတော့မိုဆာလာရဲ့ဘက်ကပ်အဖြစ်ဘရန်ဖို့အသင်းရဲ့တောင်မန်တိုက်စစ်ကစားသမားအန်ဘူးမိုအီစတရဲ့ဘက်ကပ်အဖြစ်အက်စတန်ဗလာအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားမော်ဂန်ရောဂျာစ်နဲ့မာသီးယက်စ်ခူးညာရဲ့ဘက်ကပ်ကစားသမားအဖြစ်ဘရိုက်တန်မှာခြေစွာခဲ့တဲ့ จาวปัตโดโรပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့နောက်ဆုံးအနေနဲ့ manager ပေါ့เนาะကျွန်တော်ဒီအသင်းကိုနီးပြဖို့အတွက် manage လုပ်ဖို့အတွက် manager ကိုတော့ရိုးပါတယ်ရှင်းပါတယ် liverpool အသင်းကို jain klopp ရဲ့ hand check မပြတ်အောင်အကောင်းဆုံးထိန်းချောင်းပေးပြီးတော့လူမခုံမှုတွေရှိသည့်တိုင်အောင်အသင်းကိုဘုတ်ဆွဲစေခဲ့တဲ့ arnas တော့ပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့2024-25 premier league ဘောလုံးရာသီရဲ့ကျွန်တော်အကြိုက်ဆုံးအသင်းကို create လုပ်ခဲ့တာပါကျွန်တော်ညီကိုရဲ့အကြိုက်အသင်းတွေကိုလည်း comment ထဲမှာဝင်ရောက် create လုပ်သွားနိုင်ပါတယ်ခင်ဗျအခုတော့အားလုံးနှုတ်ဆက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်